ါပါဒီ Manchester 14ရဲ့နေ့မှာဒီ Variety Queen နေ့မှာကြာရအောင်မယ်ဒီတစ်ခါလာပြီးနေ့မှာဆိုရင်တော့ဒီလာချက်ချင်းပေါ့နော် Lunar Eclipse ဖြစ်မှာဖြစ်ပါတယ်ဆိုတော့ဒီ Eclipse အချိန်တွေကဒီပုံမှန်ထက်ပေါ့နော်တချို့နေရာတွေကအပြောင်းလဲများတာမျိုးတွေနောက်ပြောဒီလှုပ်ခတ်မှုများတာမျိုးတွေရှိပြီးတော့ရှုပ်ထွေးမှုတွေညာတတ်ပါတယ်ဆိုတော့ဒီတစ်ခါဖြစ်မဲ့ဒီ Lunar Eclipse ကဒီ South Node လို့ခေါ်ရပေါ့နော်အမှတ်နာမှာကြာရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမလိုအပ်တာတွေကိုလွှတ်ချဖို့တန်းစင်ဖို့အတွက်အချိန်ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဆုံးလွတ်မှုကဒီစိတ်မသက်မသာတော့ခံစားရနိုင်ပေမဲ့ဒီပြုပြင်မှုလိုအပ်တဲ့ပေါ့ ါ့နော်ကိုယ့်ရဲ့အကျင့်တွေနောက်ဒီဆွဲလန်းဖတ်တွေ့ထားတဲ့အရာတွေကိုကသတိပြုမိပြီးတော့ဒီလွှတ်ချဖို့အတွက်ပေါ့နော်သတိရနိုင်မှာဖြစ်တယ်။အာဒီအဲ့ဒါမှသာကိုယ့်အတွက်ပေါ့နော်လိုအပ်တဲ့အရာတွေဒီကောင်းတဲ့အရာတွေဝင်ရောက်လာဖို့အတွက်နေရာရှိလာမှာဖြစ်ပါတယ်။ဆိုဒီချိန်ကဒီအပြင်ဘက်ကရလက်တွေကိုအာယုံစိုက်တာထက်စာရင်ဒီကိုယ့်ရဲ့အတွင်းစိတ်ပေါ့နော်အတွင်းစိတ်တန့်စင်မှုဒီအတွင်းစိတ်နဲ့ချိတ်ဆက်နိုင်မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလူနိုင် clip မှာအသစ်စတင်တာမျိုးတွေနောက်ဒီကြီးမားတဲ့ပေါ့နော်အရေးကြီးရဲ့ဒီဆုံးဖြတ်ချက်ချတာမျိုးတွေမပြုတ်လောက်တာပို့ပြီးတော့ ောင်းပါလိမ့်မယ်ဒီ Virgo ရဲ့ဒီကွန်းထဲမှာကြာရောက်မယ်ဒီလူနယ်ကလစ်ဖြစ်တာကြောင့်ဒီ Virgo ရဲ့ energy ကဒီပေါ့နော်ရိုရှင်းလွယ်ကူခြင်းအစီအစဉ်တကျလှုပ်တက်ခြင်းပြုပြင်ပြောင်းလဲခြင်းပေါ့နော်အဲ့လိုမျိုး energy မျိုးတွေရှိပါတယ်ဆိုတော့ဒီကိုနေ့စဉ်လုပ်နေရဲ့ကိစ္စရဲ့ဒီအလုပ်တွေပေါ့နော်အမှုခြင်းတွေမှာဒီပိုကောင်းတဲ့ပုံစံမျိုးတွေတည်ဆောက်နိုင်မှုအတွက်ဆိုရင်တော့လက်ရှိပုံစံတွေကိုစမ်းစစ်ပြီးတော့လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။နောက်ဒီလူနယ်ကလစ်ဖြစ်တဲ့အချိန်မှာနေကစနေဂျိုနားမှာကြာရောက်နေတဲ့အတွက်ကြောင့်မို့လို့ဒီကိုလုံးဆောင်မဲ့အရာတွေကိုကိုယ်တိုင်တာဝန်ယူနိုင်မှုပေါ့နော်။နောက်စီစ င်းသင်းကြလို့ဖို့လိုအပ်ပြီးတော့ focus ထားမှဒါဒီအကျိုးဖြစ်ထွန်းနိုင်မှာဖြစ်ပါတယ်။နောက်ပြီးဒီအချိန်မှာချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေကဒီရေရှည်အတွက်ပေါ့နော်အကျိုးသက်ရောက်မှုတွေဖြစ်တတ်ပြီးတော့အာဒီတချို့အရာတွေကကောင်းမွန်တဲ့အဆုံးသက်ခြင်းတွေလည်းဖြစ်တတ်ပါတယ်။ဆိုဒီကာလမှာပေါ့နော်ဒီကိုယ့်ရဲ့စိတ်ကိုညှဉ်းနှွမ်းစေမယ့်အရာတွေနဲ့ထိတွေ့ရမျိုးရှောင်တင်ပြီးတော့ဒီတကိုယ်ရဲပေါ့နော်တီးတန့်အချိန်ပေးပြီးတော့ အာရှင်းလင်းမှုတွေပြုလုပ်တင်တယ်။ Lunar Eclipse အချိန်မှာဒီခေါင်းကိုက်တာနောက်ပြီးတော့ဒီစိတ်ပင်ပန်းတာပေါ့နော်။အဲ့လိုမျိုးခန်းစားချက်မျိုးတွေဖြစ်တဲ့ဆိုရင်တော့ကိုယ့်ရဲ့ဒီကိုယ်စိတ်နှစ်ပါးပေါ့နော်။ဒီ mind and body ကဒီလက်ရှိအာယုံတွေကနေပြီးတော့အနာယူဖို့လိုအပ်တယ်ဆိုတာကိုအချက်ပြနေတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုးခန်းစားရပြီဆိုရင်တော့ဒီအနာယူအိပ်စက်တာမျိုးတွေပြုလုပ်နိုင်တယ်လို့ဒီအာယုံပြောင်းစေမယ်ပေါ့နော်။ကိစ္စမျိုးတွေပေါ့။ဥပမာအဖြစ်ဒီအခန်းရှင်းတာမျိုးတွေဒီအိမ်မှာပေါ့နော်ပစ္စည်းတွေကိုအစီစနစ်တကျပြန်ပြီးတော့အာထားတာမျိုးပေါ့နော်။အာစနစ်ကျပြန်စီစဉ် င်တာမျိုးတွေနောက်ပြီးမလိုအပ်တဲ့အရာတွေကိုရှင်းထုတ်တာမျိုးတွေလည်းပြုလုပ်နိုင်ပါတယ်။ဒီ lunar eclipse ကဒီ mercury ကျွဲဆုံးမှုအောက်မှာရှိပြီးတော့ mercury ကဒီ eclipse ဖြစ်ပြီးနောက်တစ်ရက်မှာ retrograde ဖြစ်မှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီပုံမှန်ထက်ပေါ့နော်ရှုပ်ထွေးမှုတွေကြောင့်ရတတ်ပြီးတော့ဒီကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာလည်းအဆင်မပြေရတဲ့ဒီရှုပ်ထွေးမှုတွေပေါ့နော်ကြောင့်ရရင်တော့မှဒီအတင်း push လုပ်တာမျိုးတွေမလုပ်သင့်ဘူး။အာဒီ lunar eclipse ကအဖြေပေးဖို့ထက်စာရင်ဒီမေဂုံးနေပုံမရမယ့်အခြေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုလုံးနေရဲ့ process ကိုခဏရပ်ပြီးတော့ပေါ့နော်အာပြန်သုံးသ တ်မှုတွေပြုလုပ်ဖို့အချိန်ပေးရမှာဖြစ်ပါတယ်။ဒီအခေရလက်တွေကိုပေါ့နော်အတင်းထိန်းချုပ်ဖို့ကြိုးစားရထက်ဆိုင်အဒီထွက်ခွာသွားမယ့်အရာတွေပေါ့လက်ခံပြီးတော့အတားအဆီလွတ်ပေးလိုက်ခြင်းအပြင်ဒီကိုသွားမဲ့လမ်းကြောင်းမှာလည်းပေါ့နော်ဒီမလိုအပ်တာတွေကိုဆွန့်လွတ်လိုက်တယ်လို့ခံယူရမှာဖြစ်တယ်။အတခါတည်းရဲ့ပြဿနာတွေကိုအဖြေရှာဖို့အတွက်ကိုယ့်ရဲ့အတွေးတွေကိုပေါ့နော်အခဏတာတိတ်ဆိတ်ပေးလိုက်ခြင်းအပြင်ဒီ အမထင်မှတ်တဲ့အချိန်မှာပေါ့နော်အဖြေလေးရလာတတ်ပါတယ်အဲ့ဒီ lunar eclipse မှာဒီအနည်းဆုံးပေါ့နော်ဒီအချက်၅ချက်ကိုသတိရပြီးတော့လှုပ်ဆောင်တင်ပါတယ်နံပါတ်၁ကဒီမမျော်လင့်တာတွေဖြစ်တတ်တယ်ဆိုတာကိုနှလုံးသွင်းထားသင့်တယ်ပေါ့နော်အကိုအတွက်လိုအပ်တဲ့ဒီကြိုတင်ပြင်ဆင်မှုတွေလုပ်လို့ရရဆိုရင်စီစဉ်ထားပါနံပါတ်၂ကဒီ eclipse အချိန်ကဒီလှုပ်ခတ်မှုများတတ်တဲ့အတွက်ကြောင့်မို့လို့ဒီ match 14ရက်ကနေပြီးတော့ဒီလားကုန်တဲ့အထိပေါ့နော်အအရေးကြီးတဲ့ဆုံးဖြတ်ချက်ချတာမျိုးတွေအသစ်တစ်ခုခုစတင်တာမျိုးတွေရှောင်းသင့်ပါတယ်နံပါတ်၃ကဒီကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဒီအမူအကျင့်နေပေါ့နော် daily routine င်းစေရှိရဆိုရင်ဒီအစီအစဉ်တကြားချရေးပြီးတော့လှုပ်ဆောင်တင်တယ်။နံပါတ်၄ကဒီကိုနေထိုင်ရာပတ်ဝန်းကျင်မှာပေါ့နော်ရှုပ်ပွားနေရမျိုးရှိရင်ရှင်းလင်းပြီးတော့အစီအစဉ်တကြားဖြစ်အောင်ပြန်လုပ်တင်ပါတယ်။ဆိုမလိုအပ်တာတွေစွန့်ပစ်လိုက်ခြင်းအဖြစ်ဒီကောင်းတဲ့အရာတွေပြန်ဝင်လာမှာဖြစ်တယ်ပေါ့နော်။နံပါတ်၅ကဒီစိုးရိမ်ပူပန်မှုတွေကိုလျှော့ချတင်တယ်။ဒီကိုအတွက်စိတ်အပန်းပြေစေတဲ့အရာတွေကိုလှုပ်ဆောင်ပြီးတော့ပေါ့နော်ဒီစိတ်ရှုပ်ထွေမှုတွေကိုပြေပြအောင်လုပ်တင်ပါတယ်။အဲဆိုရင်ဒီ Lunar Eclipse Energy ကဒီရာသီကွင်းနဲ့အလိုက်ပေါ့နော်။ဘယ်လိုမျိုးနေရာမျိုးတွေမှာအများဆုံးတက်ရောက်မှုရှိနိုင်မလဲဆိုတာကိုဆက်ပြီးတော့ပြပါမယ်။ Aries or Aries Rising ဒီ Aries တွေအတွက်ကတော့ဒီ Lunar Eclipse Energy ကိုဒီထင်ရှားတဲ့တရားမှုမျိုးခံစားရဖို့နေပါတယ်။ဒါပေမဲ့ဒီတယောက်ချင်းစီရဲ့ဒီ Birthday ပေါ်မှာတော့မူတည်ရပေါ့နော်။ General အဖြစ်တော့ဒီအချိန်မှာဒီကိုယ့်ရဲ့နေ့စဉ်လှုပ်ဆောင်နေရတဲ့ကိစ္စရဲ့ဒီအလုပ်တွေ ဒီအစီအစဉ်လေးကိုပြန်ကြည့်ပြီးတော့ဒီကိုယ့်ရဲ့ကိုယ်စိတ်ကြံမာရဲ့အတွက်ဘလောက်အထောက်ပံ့ဖြစ်နေတယ်ဆိုတာမျိုးကိုအသုံးသက်တင်နေ။နေတိုင်းမှာဒီကိုယ်လက်လှုပ်ရှားမှုတွေလှုပ်ဖြစ်လားဒီရေတပ်ပြအောင်တောက်ရလားပေါ့နော်။အဲအသီးနှံတွေများများစားဖြစ်လားစသဖြင့်ဒီသိငယ်တဲ့အမှုခြင်းတွေကကိုယ့်ရဲ့ဒီ mind and body ကြံမာရေးကိုပိုကောင်းအထောက်ပံ့နေတဲ့အတွက်ကြောင့်မို့လို့လိုအပ်တဲ့ပြင်ပြောင်းလဲမှုတွေပြုလုပ်ရမယ့်အချိန်ဖြစ်ပါတယ်။ အနည်းစဉ်အလုပ်တွေမှာပို့ပြီးအလုပ်တွင်ကျလာဖို့ဒီကိုအတွက်အထောက်ပံ့မဖြစ်တဲ့အမှုအကျင့်တွေပုံစံတွေကိုစီစစ်ပြီးတော့ဆုံးလုပ်ရမှာဖြစ်တယ်။ဒီအခြေခံလုံးတင်လုပ်ထိုက်တဲ့အရာတွေကိုအာရုံစိုက်ခြင်းအပြင်ကိုအတွက်ဒီနည်းစဉ်တိုက်ပွဲတွေကိုရင်ဆိုင်နိုင်မှုခွန်အားရရှိလာမှာဖြစ်ပါတယ်။ Taurus or Taurus Rising Taurus တွေအတွက်ကတော့ဒီ Lunar Eclipse မှာကိုယ့်ရဲ့တကိုယ်ရဲ့ပျော်ရွှင်မှုနဲ့ဒီမိတ်ဆွေအတိုင်းဝါရဲ့ရိုက်ခတ်မှုတွေကြားမှာပေါ့နော်ညီများရဲ့အခြေအနေမျိုးရအောင်တည်ဆောက်ဖို့အချိန်ဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်ရှိဝါသနာတွေကိုပျော်ရွှင်တယ်လို့ထင်လို့ပေါ့နော်လုပ်နေတဲ့အရာတွေကကိုယ့်စိတ်ထဲမှာအမှန်တကယ်ခံစားတတ်ဝင်ယုံကြည်ပြီးတော့လုပ်နေရလားတခြားသူတွေရဲ့အကြိုက်ကိုလိုက်ပြီးလုပ်နေရလားဆိုတာမျိုးတွေကိုပြန်စဉ်းစားရမှာဖြစ်တယ်။ဒီအချိန်မှာကိုယ့်အတွက်ဒီအမှန်တကယ်ပျော်ရွှင်မှုတွေကိုရှာဖွေရမှာဖြစ်တယ်ပေါ့နော်။ အကိုရဲ့မိတ်ဆွေအပေါင်းအသင်းတွေမှာလည်းဒီရှေ့ဆက်ပေါင်းသင်းမှုအတွက်အချိန်ပေးတင်လားဆိုတာမျိုးတွေကိုစဉ်းစားရမှာဖြစ်ပါတယ်။ဒီမိတ်ဆွေကွန်ရက်ဆိုတာကတခါလေကြာကိုရိုင်းကဒီတမင်ချဲထွင်တာမျိုးမဟုတ်ဘဲနဲ့သူ့ဘာသာချဲကားသွားတာမျိုးလည်းရှိတတ်တယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီချိန်မှာဒီတချို့မိတ်ဆွေဆက်ဆံရေးဝေးကွာသွားတယ်ဆိုရင်မလို့အဲ့လိုထွက်ခွာသွားတယ်လို့မှတ်ယူနိုင်ပါတယ်။ကို့အတွက်အမှန်တကယ်စိတ်ချင်တယ်မှုဖြစ်စေမယ့်အရာတွေဒီဆက်ဆံရေးတွေကိုစီစစ်ပြီးတော့အချိန်ပေးတာကရည်ရှိမှအကျိုးရှိစေပါလိမ့်မယ်။ Gemini or Gemini Rising ဆိုတော့ Gemini နဲ့အတွက်ကတော့ဒီ Lunar Eclipse မှာ ကိုယ့်ရဲ့လူများကြမှာဖြစ်တည်နေတဲ့ပုံစံနဲ့ဒီကိုယ့်ရဲ့ private life ကြားမှာပေါ့နော်ညီများရဲ့အခြေအနေမျိုးအောင်တိစားဖို့အချိန်ဖြစ်ပါတယ်။ဒီကိုယ့်ရဲ့အမြင်တွေကိုပြောင်းလဲဖို့နောက်ချစ်တလန်ဆုပ်ပြီးကြည့်ဖို့လိုရလိုအပ်ရင်ခဏနောက်ဆုပ်ပြီးကြည့်ဖို့စူးစမ်းတင်နေ။ဒီအချိန်မှာဒီကိုယ့်ရဲ့မိသားစုအိမ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်တာမျိုးကဒီအလောက်ကောင်ကိုလည်းအကျိုးသက်ရောက်ပြီးတော့ရှင်းမရောက်တာမျိုးရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။စိတ်အလိုမကျဖြစ်တာမျိုးများနေတတ်ပါတယ်။တခါလေကျရင်ဒီအရှင်ရှော့ဖို့ကိစ္စကထင်သလားမလွယ်ပေမဲ့ဒီမေလနောက်ပိုင်းကစပြီးတော့အရှင်ပြန်တင်နိုင်ပြီးပြောင်းလဲမှုတွေအမြင်တွေ့လာ မှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့လက်ရှိအချိန်မှာစိတ်ပြတ်အာရုံမျိုးတွေမဖြစ်စေဘဲနဲ့ဒီဖြည်းဖြည်းမှန်မှန်နဲ့ရွေးနေနာမှာဒီကိုယ့်ရဲ့ဒီ progress ဖြစ်မှုကိုအတိအမှတ်ပြုပြီးရရှေ့ဆက်တင်တယ်။ဒီ Lunar Eclipse မှာဒီကိုယ့်ရဲ့ရေရှည်အလောက်ကရည်မှန်ချက်တွေနဲ့ပတ်သက်ပြီးရောဒီပန်းနိုင်အသစ်တွေလည်းစဉ်းစားမိနိုင်တဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်ဒီစိတ်လုံခြုံမှုရှိတဲ့နေရာမျိုးဥမာအဖြစ်ဒီကိုယ့်ရဲ့အိမ်မှာဖြစ်ဖြစ်ဒီအိမ်ရအခန်းတစ်ခုခုနေရာတစ်ခုမှာဖြစ်ဖြစ်စိတ်လျှော့ပြီးရောပြန်လည်တုံ့တက်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ cancer or cancerizing ဆို cancer အတွက်ကတော့ဒီ lunar clip မှာဒီကိုနည်းစဉ်လှုပ်ဆောင်နေတဲ့ကိစ္စတွေဒီသွာလာလှုပ်ရှားမှုတွေမှာအပြောင်းအလဲဖြစ်တာမျိုးကြုံရတတ်ပါတယ်အာကို့အတွက်ဒီပုံမှန်ပေါ့နော်လွယ်လွယ်ကူကူဖြည့်ရှင်းနေနိုင်တဲ့ကိစ္စတွေကဒီအချိန်မှာအခက်အခဲဖြစ်တာမျိုးအဆင်ပြေရာမျိုးတွေဖြစ်တတ်တယ်အဲဒါကြောင့်မလို့ဒီကိုထင်တဲ့အတိုင်းလှုပ်တာထက်အရင်ကဒီအတွေ့အကြုံတွေပေါ့မှီပြီးတော့ဖြည့်ရှင်းတာပို့ပြီးတော့အဆင်ပြေနိုင်မှာဖြစ်ပါတယ်ဒီကာလမှာဒီအိမ်နီးချင်းနေနဲ့ဒီကိုယ့်ရဲ့ညီကိုမောင်နှမတွေနဲ့ဆက်ဆံရေးတွေမှာအခြေအနေတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မလိုအပ်ပဲနဲ့အငင်းပွား င်းမိုးတွေမဖြစ်အောင်ရှောင်ရမှာဖြစ်တယ်။ဒီခရီးရက်ဝေသွားလာရမယ့်ကိစ္စတွေမှာအနှောင့်အယှက်တွေရှိတတ်တယ်ပေါ့နော်။ကိုစီစဉ်ထားတဲ့အတိုင်းမဖြစ်ပင်နဲ့အစီအစဉ်ပြောင်းရတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မို့လို့ဒီခရီးသွားဖို့ကိစ္စတွေရှိရဆိုရင်တော့ဒီအထူးသတိထားပြီးတော့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သင့်ပါတယ်။အကိုအတွက်ဒီ backup plan လေးစဉ်းစားထားတာမျိုးဒီခရီးလမ်းအနေထားတွေကိုစုံစမ်းလေ့လာပြီးမှသွားတာမျိုးပေါ့နော်။စသည်ဖြင့်ပြုလုပ်ပြီးမှသွားလာသင့်ပါတယ်။ Leo or Leo Rising ဆလီယိုရဲ့အတွက်ကတော့ဒီလူနိုင် clip မှာဒီကိုယ့်ရဲ့လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ဒီကိုယ့်အတွက်လိုအပ်မယ်လို့ထင်တဲ့အရာတွေကြားမှာလွန်ဆွဲမှုတွေကြုံရတတ်ပါတယ်။ဒီအချိန်မှာဒီလိုအပ်တဲ့အရာတွေကိုပိုင်ဆိုင်ရဖို့စိတ်ပူပန်မှုတွေခံစားရတတ်ပေမဲ့ဒီကိုယ့်ရဲ့အတွင်းစိတ်ထဲမှာအမှန်တကယ်ယုံကြည်ထားတဲ့အချက်တွေနဲ့ဒီပြန်ချိန်ကြိုက်တာမျိုးလုပ်မယ်ဆိုရင်ပူပန်မှုတွေရောကြစေမှာဖြစ်ပါတယ်။ဒီကာလမှာဒီငွေကြေးပြဿနာရရှိရင်ထင်ရှားလာတတ်ပြီးတော့အကျွေးကိစ္စဒီအနာဂတ်ငွေကြေးပူလုံမှုပေါ့နော်ဆားတဲ့အကြောင်းအရာတွေကိုအာရုံစားရတတ်တယ်။ဒါပေမဲ့ဒီအချိန်မှာအရေးကြီးတဲ့ဒီငွေကြေးဆုံးဖြတ် ြတ်ချက်တွေမပြုတ်လို့တင်မယ်နဲ့အချိန်တစ်ခုပေးပြီးဆုံးဖြတ်ချက်ချတာမျိုးတွေပြုတ်လို့တင်ပါတယ်။လက်ရှိကိုယ့်ရဲ့ဒီငွေကြေးစီမံခန့်ခွဲတဲ့ပုံစံတွေကိုပြန်သုံးသပ်ပြီးတော့ဘယ်ယာတွေမှာမလိုအပ်ပဲနဲ့ငွေသုံးမိနေတယ်ဆိုတာမျိုးတွေကိုသိအောင်လုပ်ရမှာဖြစ်ပါတယ်။အဲဒီကနေကိုပြုပြင်ခြင်းနဲ့ပေါ့နော်ငွေနဲ့ပတ်သက်တဲ့အမှုချင်းတွေကိုလည်းဒီပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက်ဒီစနစ်တကျအစီအစဉ်ရည်ဆွဲပြီးတော့စတင်တင်ပါတယ်။ Virgo or Virgo rising so Virgo တွေအတွက်ကတော့ဒီ lunar eclipse မှာဒီကိုယ့်အတွက်အရေးပါတဲ့အရာတွေနဲ့ဒီကို partner ရဲ့လိုအပ်ချက်ပေါ့နော်ဆန္ဒတွေကြားမှာချိန်ညှိမှုတွေပြုလုပ်ရမယ့်အခြေအနေမျိုးတွေကြုံရတတ်ပါတယ်အ partner လို့ဆိုတဲ့နေရာမှာချစ်တူရင်းစားအိမ်နောင်ဘက်ပေါ့နော်နောက်စီးပွားလုပ်ဖက်အနီးကပ်တိုင်ပင်နဲ့သူတငယ်ချင်းအကုန်လုံးဖြစ်နိုင်ပါတယ်ဒါဒီအချိန်မှာဒီအတင်းကျပ်အဖြစ်ရအောင်လုပ်ဖို့ထက်ဒီအချိန်ခဏပေးပြီးတော့အခြေအနေတွေကိုရှင်းလင်းအောင်စောင့်ကြည့်လေ့လာဖို့လိုအပ်ပါတယ်နှလုံးနှစ်ဖက်ညှိနိုင်တဲ့အခါမှာမကောင်းတဲ့အချက်တွေကို focus test လုပ်မိတာမျိုးနင်းပြီးပြောတာမျိုးတွေရှောင်ရမှာဖြစ်ပြီးတော့အဆုံးသတ်အဖြေကိုအလောတကြီးကောက်ချက်ချတာမျိုးမဖြစ်အောင်သတိပြုရမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာဒီနှစ်ဦးနှစ်ဖက်ချိန်ညှိပြီးအပြောင်းလဲလုပ်ဖို့ဆုံးဖြတ်ချက်ကရေရှည်အတွက်အကျိုးသက်ရောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်ပေးပြီးတော့ပေါ့နော်တေချာလိလာတုံသက်ပြီးမှလှုပ်ဆောင်တင်နေ။အချိန်တစ်ခုရောက်တဲ့အခါမှာပိုတည်ငြိမ်တဲ့ဒီ relationship အခြေအနေတစ်ခုရောက်လာမှာဖြစ်ပါတယ်။ Liberal or liberalizing so liberal ရဲ့အတွက်ကတော့ဒီ lunar eclipse energy ကိုဒီတိတိတသာလှုပ်ခတ်မှုခံစားရမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီတဦးတယောက်ရှင်စီ ရဲ့ budget အပေါ်မှာမှူတည်ရပေါ့နော် general အဖြစ်ကတော့ဒီအချိန်မှာဒီကိုယ့်ကိုယ်စိတ်ဒုက္ခဖြစ်စေတဲ့အရာတွေကိုရှောင်ဖို့လိုပါတယ်ဥပမာအဖြစ်ဒီမကောင်းတဲ့စိတ်ခံစားချက်ဖြစ်စေတဲ့အရာတွေကိုမလုပ်ဖို့ဘယ်ကိစ္စမဆိုကိုတက်နိုင်တဲ့ပမာဏထက်ကျော်လွန်အောင်မလုပ်ဖို့နောက်ဒီအန္တရာယ်ဖြစ်စေတဲ့အရာတွေကိုမလုပ်ဖို့ပေါ့နော်စသည်ဖြင့်ဒီအချိန်မှာရှောင်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်လှုပ်ဆောင်မှုတွေကနေပြီးတော့နောက်ဆက်သွဲအကျိုးတရားမှုကအချိန်တော်ကြာခံစားရနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီအချိန်မှာအေးအေးနေလိုက်တာပို့ပြီးတော့ကောင်းပါတယ်တယောက်တည်းအချိန်ရတဲ့အခါမှာကိုယ့်ရဲ့စိတ်ခံစား ားချက်တွေကိုတတိပြုပြီးတော့မကောင်းတဲ့အတွေ့အကြုံမတွေးမိအောင်ဆင်ကျင်ပါ Libra ရဲ့အတွက်ဒီ Lunar Eclipse မှာဒီ low profile နဲ့နေလိုက်ခြင်းအဖြစ်ပေါ့နော်အနှောက်ယှက်သိမ့်မရှိဘဲနဲ့ဖြတ်တန်နိုင်မှာဖြစ်ပါတယ် Scorpio or Scorpio Rising Scorpio ရဲ့အတွက်ကတော့ဒီ Lunar Eclipse မှာဒီကိုယ့်ရဲ့လက်ရှိမိတ်ဆွေ တငယ်ချင်းအတိုင်းဝိုင်းပေါ့နော်အိုင်အောင်ဆိုင်ဖို့ဖြစ်လာတတ်ပြီးရောတချို့ဆက်ဆံရေးပြီးဆုံးသွားတာမျိုးကြုံတွေ့ရတတ်ပါတယ်အတူတူလက်တွေလုံးနေတဲ့သူတွေဒီကိုနဲ့ရွေချက်ချင်းတူတဲ့အဖွဲ့အစည်းတွေတငယ်ချင်းတွေစသည်ဖြင့်ပေါ့နော်ကိုယ့်ရဲ့လက်ရှိအတိုင်းဝိုင်းပတ်ဝန်းကျင်မှာတစုံတစ်ခုကြောင့်ဒီစိတ်ဝမ်းကွဲပြားမှုတွေဖြစ်ပြီးရောကွဲကွာတာမျိုးတွေရှိတတ်ပါတယ်အဲ့လိုမျိုးအခြေအနေမျိုးတွေကြုံရတဲ့အခါမှာဒီမုံတီးရဲ့စိတ်မျိုးတွေနဲ့မတုံ့ပြန်မှုလိုအပ်ပါတယ်တချို့ဆက်ဆံရေးကဒီလိုအပ်လို့ပြက်စီသွားတတ်ပြီးရောပေါ့နော်ကိုယ့်အတွက်ဒီ relationship အစ်စ်တွေမိတ်ဆွေအစ်စ်တွေရရှိဖို့ဖြစ်တတ်တယ်လို့ကိုဖြစ်ချင်တဲ့အိမ် မှတ်တွေအတွက်ဒီလမ်းကြောင်းအစ်စ်တွေကိုရှာတွေ့တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နောက်ပြီးတော့ဒီလိုမျိုးဆက်ဆံရေးအပြောင်းအလဲတွေကိုကြည့်ပြီးတော့ဘယ်သူတွေကကိုယ့်အပေါ်မှာတစ္ဆာရှိတယ်လဲ။နောက်ကိုယ့်ဘဝကိုရှေ့ဆက်ဖို့အတွက်ပေါ့နော်။ကိုယ့်ရဲ့ဒီမိတ်ဆွေအတိုင်းအဝိုင်းစီကဘလို့အကူအညီမျိုးရဖို့လိုအပ်လဲဆိုတာမျိုးတွေကိုလည်းထင်ထင်ရှားရှားမြင်တွေ့လာနိုင်မှာဖြစ်ပါတယ်။ Sagittarius or Sagittarius rising so Sagittarius ရဲ့အတွက်ကတော့ဒီ Lunar Eclipse မှာကိုယ့်ရဲ့အလောအကိုင်းဖြစ်တည်မှုတွေကဒီလူမြင်ကွင်းနောက်ွယ်ကဒီကိုယ့်ရဲ့ private life ကအခြေအနေကြောင့်ပေါ့နော်အပြောင်းလဲလို့ရတာမျိုးကြုံရတတ်ပါတယ် private life ဆိုတဲ့နေရာမှာကိုယ့်ရဲ့အိမ်မိသားစုအရေးဖြစ်တဲ့တလို့ဒီကိုယုံကြည်ထားတဲ့ပေါ့နော်အတွင်းစိတ်ပိုင်းကအခြေခံ foundation တွေကြောင့်လည်းပါဝင်တတ်ပါတယ် လက်ရှိကိုယ့်ရဲ့ဖြစ်တည်မှုရေရှည်ရည်မှန်ချက်တွေကဒီကိုယ့်ရဲ့အခြေခံယုံကြည်မှုတွေနဲ့မကိုင်းညီဘူးဆိုရင်ဒီသွားနေတဲ့လမ်းကြောင်းကနေအပြောင်းအလဲဖြစ်တာမျိုးရှိတတ်ပါတယ်။အဲဒါကြောင့်မို့လက်ရှိမှာကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုအချိန်ပေးသုံးသပ်မှုတွေပြုလုပ်ပြီးတော့မလိုအပ်တဲ့အရာတွေကိုဆွန့်လွတ်ဖို့ဖြစ်ပါတယ်။ဒီအချိန်မှာဒီမိသားစုအတွက်တာဝန်ယူရမယ့်ကိစ္စတွေဒါမှမဟုတ်လေဒီကိုယ့်ရဲ့ private ကိစ္စတွေနဲ့ပေါ့နော် ကိုဖြစ်ချင်တဲ့ဒီ professional လမ်းကြောင်းတွေမှာဘယ်ဟာဦးစားပေးရမလဲဆိုတာမျိုးတွေကိုချိန်ညှိရဖို့အခြေအနေမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မို့လို့စိတ်ရှိရှိထားပြီးတော့ကိုယုံကြည်အောင်လက်မလွတ်ဖို့လိုအပ်ပါတယ်။ Capricorn or Capricorn Rising ဆို Capricorn ရဲ့အတွက်ကတော့ဒီ Lunar Eclipse မှာကိုပုံမှန်ယုံကြည်နေကြအရာတွေပေါ်မှာမသေးကြရတဲ့ခံစားမှုတွေဖြစ်တတ်ပါတယ်။ အာကိုယ့်ရဲ့ယုံကြည်မှုလက်ခံထားမှုသဘောတရားတွေမှာဒီတန်တရားဖြစ်မှုတွေရှိလာတတ်ပြီးတော့ဘာလို့ဆက်ပြီးယုံကြည်ရမလဲဆိုတာမျိုးတွေကိုစဉ်းစားမိတတ်ပါတယ်။ဒီအချိန်မှာဒီအမှန်ကန်ဆုံးအရာတစ်ခုကိုရှာဖွေတွေ့ရှိဖို့အတွက်မလောသင့်ပါဘူး။အာအတင်းကျပ်အဖြေရှာတာမျိုးဒါမှမဟုတ်တခြားသူတရားရောက်တဲ့အငင်းပွားတာမျိုးတွေကကိုယ့်အတွက်ကျင့်တဲ့လက်ခံရတဲ့အဖြေမျိုးရဖို့ပို့ကြပါလိမ့်မယ်။တခါလေကြရင်ကိုယ်လိလသိယူထားတဲ့အကြောင်းအရာတွေကများပြားလွန်းနေပြီးတော့ကိုယ့်ရဲ့အတွေးတွေကိုပို့ပြီးရှုပ်ထွေးမှုတွေဖြစ်စေတတ်ပါတယ်။အဲဒါကြောင့်မလို့ဒီကာလမှာကိုယ်တိုင်နဲ့ ဒီတခြားသူတွေဒါမှမဟုတ်ဒီတခြားသူတွေရဲ့အတွေးခေါ်ရကြတဲ့မှာတသက်မမတ်စီချထားဖို့လိုအပ်ပါတယ်။ကိုတိထားတဲ့အချက်လက်တွေပညာဘဟုတုတတွေအတွေးခေါ်တွေကိုပြန်စီစစ်ပြီးတော့လက်တွေ့အမှန်တကယ်အသုံးချနိုင်မယ့်အရာတွေကိုရွေးထုတ်လုပ်ဆောင်မယ်ဆိုရင်တော့မလိုအပ်တဲ့စိတ်ရှုပ်ထွေးမှုတွေကိုရှင်းချနိုင်မှာဖြစ်ပါတယ်။ Aquarius or Aquarius Rising so Aquarius တွေအတွက်ကတော့ဒီ Lunar Eclipse မှာကိုယ့်ရဲ့ဒီငွေကြေးဆိုင်ရာကိစ္စမျိုးတွေမှာဒီအမှန်တရားကိုလက်ခံရတော့မယ့်အခြေမျိုးတွေဖြစ်လာတတ်ပါတယ်။အာယင်းနှမြောက်နှံမှုကိစ္စတွေဒီငွေချင်းငှားတဲ့ကိစ္စတွေအထောက်ပံ့ယူတဲ့ကိစ္စမျိုးတွေမှာကြံ့ကြာမှုတွေဖြစ်ပေါ်နေရဆိုရင်တော့ကိုယ့်ဘက်ကတခုခုအပြောင်းလဲလုပ်ရမယ့်အခြေမျိုးဖြစ်ပါတယ်။ဒီအချိန်မှာဒီကိုယ့်နဲ့ဒီလုပ်ငန်းဆက်တူလုပ်ကိုင်နေတဲ့သူတွေဒါမှမဟုတ်ဒီကိုယ့်ရဲ့ partner ရဲ့ပေါ့နော်ငွေကြေးအခြေအနေအမှန်တွေကိုမြင်တွေ့ရတတ်တယ်။လက်ရှိမှာဒီငွေကြေးစီမံမှုနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလုပ်မယ်ဆိုရင် ော်ရလက်တွေကိုချက်ချင်းမြင်တွေ့ရမှာမဟုတ်ပါဘူးအဲဒါကြောင့်မလို့ဒီငွေကြေးဆုံးဖြတ်ချက်တွေကိုမြန်မြန်ဆုံးဖြတ်တာမျိုးတွေမလုပ်ဖို့လိုအပ်ပါတယ် Aquarius ရဲ့အတွက်ကဒီငွေကြေးပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့ဒီ block ဖြစ်နေရမျိုးတွေကြံ့ကြာမှုတွေရှိနေရဆိုရင်တော့ဒီမေလနောက်ပိုင်းအောင်စပြီးတော့ပြန်ပြီးအဆင်ပြေသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့လမ်းကြောင်းဆက်ပြီးတော့မှန်မှန်တိစောက်နေမယ်ဆိုရင်ကိုယ့်ရဲ့စူးစမ်းအထောက်အမှုကိုမကြခင်မှာပဲအသီးပွင့်နေမြင်ရမှာဖြစ်ပါတယ် Pisces or Pisces rising so Pisces ရဲ့အတွက်ကတော့ဒီ Lunar Eclipse မှာကိုယ်နဲ့ဒီတခြားသူတွေနဲ့ဆက်ဆံရေးတိစောက်တဲ့အခါမှာဒါမှမဟုတ်နားလည်မှုတွေတိစောက်တဲ့အခါမှာပုံမှန်ထက်ပေါ့နော်ခက်ခဲတာမျိုးတွေခံစားမိနိုင်ပါတယ်ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းတာမျိုးဒီကိုယ့်ရဲ့အစွမ်းစာကိုယ်တိုင်ကန့်တတ်နေတာမျိုးတွေကဒီအချိန်မှာပို့ပြီးတော့အားကောင်းနေတတ်တယ်အကိုအမှန်တကယ်ဖြစ်ချင်တဲ့ပုံစံကိုကိုယ်တိုင်ရှာဖွေရမှာဖြစ်ပြီးတော့စိတ်ရှိရှိထားဖို့လိုအပ်ပါတယ်ဒီအချိန်မှာကိုယ့်ကိုကိုယ်ချစ်ဖို့နားလည်ဖို့လိုအပ်ပြီးတော့ဒီကိုယ့်ရဲ့ကန့်တတ်ချက်တွေကကိုယ့်ကိုကိုယ်မယုံတာယုံကြည်မှုမရှိ ိရတဲ့အကြောင်းဆိုတာကိုထင်ရှားမြင်တာအောင်ပြနေတဲ့အချိန်ဖြစ်ပါတယ်။ဖိုက်စီဆရာဒီကွင်းထဲမှာဒီ Mercury နဲ့ Venus တို့တွေကဒီ retrograde ဖြစ်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကာလတွေမှာကိုယ့်ကိုယ်မေကွန်းထုတ်ပြီးတော့ကိုယ့်ရဲ့ဘဝလမ်းကြောင်းပြန်ရှာဖွေရမှာဖြစ်ပါတယ်။ဒီမေလနောက်ပိုင်းကနေစပြီးတော့ဒီလက်ရှိလေးလံ့နေရာတွေကလွမြောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချားကာလတွေမှာပေါ့နော်ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခပြရတယ်မလို့သင့်မဲနဲ့ဒီစိတ်ရှိရှိနဲ့ယုံကြည်မှုရှိရမှာဖြစ်ပါတယ်။